တို့ညာ YouTube channel ကိုဝင်ရန်အားပေးနားဆင်နေကြသူများအားလုံးကို မင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဇာကြီးဆရာဆရာအောင်လင်းဤဗေဒာနဲ့မောင်မမငိမ့်ဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းခုနှစ်နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင် ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာ ေရာသည်နောက်ဖေးခန်းတွင်တယောက်တည်းထိုင်၍ငေးနေသည် သူစိတ်များသည်မိကိုများလိုဝေမှိုင်းလွင်ပါ၍နေသည် နောက်ကြောင့်ကိုလည်းပြန်၍မတွေ့ရခြေရည်ကိုလည်းမမျော်မှန်းရကိုဘဝကိုကိုပြန်တွေ့လျင်လမ်းဘေးအမိုက်ပုံကြီးလိုပင် ရှုပ်ပွား၍နေသည်ဗာမျှတန်ဖိုးမရှိ သူများဆွင့်ပြထားသည့်အရာတွေဤစူပေါင်းရာသာဖြစ်သည် မွေးကလေးကကိုယ်တိုင်မဖြစ်ရှင်းနိုင်သောဝေကြွေးကြီးကခေါင်းပေါ်တွင်ရွက်ထားသလိုဖြစ်လာသည် မိဘဘိုးဘွားလက်ထက်ကလေးကမပြေရှင်းနိုင်သော ပြဿနာသည် ကို့လက်ထက်ကြတော့လေမိတို့ဖြေရှင်းရမည်ကိုမရွတ်တိုင်အောင်ရှိတော့သည်အစွမ်းအစနှင့်ဖြေရှင်းရလည်းမရလုံလဝရိယနှင့်ဖြေရှင်းရလည်းမရဇွဲတတင်းဖြေရှင်းရလည်းမရဒီတော့လေဗေဒာက သူညံမမိသောအရာကို မရေတရေစဉ်းစား၍ကြည့်မိသည်ဇီဝရေးကြက်တဲ့ဆင်းရဲခြင်းသည်ဘယ်အကြောင်းတရားကြောင့်ပေါ်လာသည်ကိုတွေးကြည့်မိသည် အဖြေကားဖြင့်ပေါ်မလား ကောင်းသာခြားခြားလဲရသည်ဒီအကြောင်းကိုအဖွားကိုမေ့ကြည့်မိသေးသည် အဖွားတို့လက်ထ၌အတော်အတန်ချောင်းလဲသည်ဟုသိရသည် အဖိုးမရှိသည့်နောက်ကြက်တဲလာရသည်သို့တော်လည်းဒီအိမ်လောက်တော့အချိန်နေမစိုးလာအဖွားနဲ့မမအေးမြေဖွားနှစ်ယောက်သာရှိသည်ချောင်းချောင်းလဲလဲစားနိုင်တောက်နိုင်သည်ငွေတိုးလေးပါလေး100 200ပေး၍စားနိုင်သည် ငွေတို့ပေးသည်ဆိုပေမဲ့အဖေရှိလျင်အမေရှိလျင်ဘယ်တော့မှမရ။ကြောင်မဆိုလျင်အတော်တန်ယုံသေးသည်။တမဝါယမတို့ဖက်ဆက်တို့၌တို့ဝယ်၍တဆင့်ရောင်းရန်ငွေလိုလျင်ကြောင်မကိုကြည်ကြည်ပြူပြူပေးတတ်သည်။ကြောင်မကလည်းသူ့အဖွားကို သူ့ဂရိတီသည်။ကြောင်မရှိလျင်ပြန်ရသည်။အဖေနှင့်အမေရှိလျင်ဘယ်တော့မှပြန်မရ။ပြန်မရသည် အတူတူတော်လဲစေရနာရှိသလောက်တတ်နိုင်သလောက်အလကားပေးလိုက်သည်။ ဟင်းချက်စရာမရှိလျင်ဟင်းချက်စရာကိုပေးလိုက်သည်အဖပြောစကားအရဆိုလျင်အဖေနှင့်အမေနှိပ်စက်၍သူစည်းဝါး၍ထိခိုက်သည်ဟုသိရသည်ဗေဒာသည် အဖေရှား၍မရသောပြဿနာကိုတွေ့ရင်ခေါင်းထဲတွင် ရှုပ်ထွေးလာသည်ယင်ထဲတွင်ကြက်၍လာသည်သို့ကောင်းရှုပ်လာသည့်အတိုင်းအောင် အကြိမ်ကြိမ်ထက်၍တွေးနေပြန်သည်ဘာကြောင့်ပစ္စည်းမရှိသူဤသာသမီများကကြဘိုးတလေဖြစ်၍ပစ္စည်းရှိသူသာသမီများက ပညာသည်လူကုန်ထံတွင်ဖြစ်ရသည်ကိုမကြည့်နှတိုင်းထပ်၍စဉ်းစားမိတော်လဲအဖြေကမပေါ်လာပေဒီတော်လဲဘေရာသည် သူ့ကောင်းကို သူ့လက်ဝါးဖြင့်အုပ်ထားလိုက်မိတော်သည်ပြီးတော့နောက်မှခေါ်လိုက်တော့အတန်ကြတော်လဲရုတ်တရက်ခေါင်းဖော်၍မရသေးချေပေါင်ကြတွင်ခေါင်းကိုမြှုပ်၍လက်နှစ်ဖက်ဖြင့်အုပ်ထားလိုက်သည် သူ့အတွင်းနှင့်သူခေါင်းကလေးငုံ၍နေသည်ပြီးတော့မင်းနေမကောင်းဘူးလားယင် နုညာသိမ်ွေသောအတန်နှင့်အတူသင်ပြန်သောယနံကိုခံစားရသည်ဒီအတန်နှင့်ဒီအနံကိုဗေဒာကတည်ပြီးဖြစ်သည်ဒီတော့မှလည်းခေါင်းကိုဖော်၍ငေးချောင်းချောင်းမော့ကြည့်လိုက်သည်ငင်းကဗေဒာဘေးတွင်ဒုထောက်ထိုင်ရင်ဗေဒာဤနဖူးပြင်ကိုတရွတ်တရဆန်း၍ကြည့်လိုက်သည်နေမကောင်းဘူးလားယင်နင်းပြမထွက်တာမမြင်လို့လာမေးတာနေကောင်းပါရဲ့မမရဲ့ကျွန်တော်စိတ်ညစ်လွန်းလို့ဘယ်မှမသွားတာ ညင်ကဘေရဘေရင်ခကြုံကြုံဝင်၍ထိုင်လိုက်သည်ဘေရာကဒူဘော်တွင်မျက်နာကိုမှောက်၍နေလိုက်သည်ဟိုနေ့ကဖြစ်ရတဲ့ကိစ္စတွေမမညင်ရင်လည်းမနည်းနည်းမှစိတ်မချမ်းသာဘူးမိအလွန်ချစ်ပြီးကြင်ညိုတဲ့အဖေကိုအခုလိုစော်ကားတာမမကြောင့်ပဲဆိုတာသိရလို့ပုံပြီးယူကျုံမရဖြစ်ရတယ်ဤပါပြီမမရဲ့ဒါတွေပြောစရာမလိုတော့ဘူးနောက်ဆုံးကြတော့ကျွန်တော်ပဲအဆိုးဖြစ်ရတာပဲအဆိုးဖြစ်ရတာလည်းကောင်းပါတယ် ဘယ်လိုလုပ်လို့မှကောင်းကျင်လို့မရတဲ့လူတယောက်ဟာအဆိုးဖြစ်တာပဲကောင်းပါတယ်ဘေဒါကစိတ်ပြက်လက်ပြက်ဖြင့်ညှိလိုက်သည်ငင်းကဘေဒါလည်းပင်မှကောလာစာကလေးကိုဆွဲပြန်လိုက်သည်မင်းမဆိုးပါဘူးမင်းမှန်ပါတယ်ခုနေ့ကမင်းပြောတာတွေအလုံးမှန်ပါတယ်မမကိုပြောတာရောမင်းအဖေကိုပြောတာရောမင်းအလုံးမှန်ပါတယ်မမတို့ကြောင့်မင်းအလွန်ချစ်တဲ့အဖေကိုတောင်ညည်ကြီးပေါ့ကြောက်တော့ပြောမိတဲ့အထိဖြစ်ရတာမမဝမ်းနည်းလို့မဆုံးဘူး ဒါတွေအလုံးဟာမမအပြစ်ပါပဲမိနဲ့မမဟာဒီထိအပြစ်လာရလိမ့်မယ်ဆိုတာမမကြိုတင်မစဉ်းစားခဲ့ဘူးစေတနာနဲ့တန်ရုံစင်နောက်မှာကပ်ပါလာတဲ့အရာအလုံးကိုသတိမမူခဲ့မိဘူးမမြင်ခဲ့ဘူးမင်းကအမှန်တမ်းဖွင့်ပြောတော့မှမမသိရတယ်ဒါတွေထပါတော့ငတ်မောင်ရင်မမခွင့်လွှတ်တယ်ဆိုရင်မင်းကျင်နေပါတော့မမဒီထိပဲပြောကြပြရစီငတ်မောင်ရင်ငြိမ်းသည်သူရင်ထဲမှခံစားရသည့်အတိုင်းအယဲဆင်း၍ပြောလိုက်သည်ဤစကားများကို ငိမ့်ညီမြစင်စား၍ပြောရသည်ကိုလည်းဘေရာကိုယ်တိုင်ရိပ်မိသည်ငိမ့်ထံမှမမြော်လင်သောစကားကိုကြားလိုက်ရတော့လေဘေရာရင်ထဲတွင်အေးမြ၍လာသည်ငိမ့်၏စကားများသည်ရေကြီးဆမ်းများကဲ့သို့ဘေရာ၏နာအစုံမှရင်ထဲသို့တငိမ့်ငိမ့်စီစဉ်သွားတော့သည်ထို့ကြောင့်လည်းဘေရာသည်ငိမ့်ကိုကြည်ညိုမြတ်နိုးသောစိတ်ဖြင့်ငေးဆိုင်၍ကြည်နေလိုက်သည်မမငိမ့်ခုပြောတဲ့စကားတွေဟာကျွန်တော်ဘဝကို ခဏနဲ့နက်ပြီကိုပို့လိုက်သလိုပါပဲကျွန်တော်အများကြီးဝမ်းသာတယ်ကျေးဇူးလဲဘယ်လိုတရားမှန်းတော်မသိတော့ဘူးကျွန်တော်အတွက်မမငိမ်ပြမရတာတွေဆင်းရဲရတာတွေသိရတိုင်းကျွန်တော်ပို့ပြီးဆင်းရဲမိတယ်ဒီဝကြီးကကျွန်တော်ကိုဘယ်တော့မှမကြွ့ပါမလဲမမငိမ်ရဲ့တော်တော့လည်းအမငယ်ပါနဲ့ငမောင်ရင်ယောက်ျားဆိုတာအမြဲတမ်းဒီလိုကြီးမနေပါဘူးကြိုးစားရင်ဖြစ်မှာပေါ့ငိမ်ဤစကားကြောင့်ဘေရာကအတက်မိသည် အားလုံးမေ့ထားလိုက်ရင်သူ့ဘဝသည်အားတက်စရာတွေရှိသေးသည်တယောက်တည်းရုံကန်နှန်းဆိုရင်ဘာမှအားငယ်စရာမရှိကြီးကျွန်တော်ကျူးစားမယ်တကယ်ကျူးစားပါမယ်ကျွန်တော်တော့ဒါမဟုတ်ဘူးမမငိမ့်စိတ်ချမ်းသာဖို့အတွက်ပါနှစ်ဆကျူးစားမယ်ငိမ့်ဤမျက်နာသည်အေးမြသောကံလယ်မှရွှေကြပန်းကဲ့သို့လန်းဆန်းလာသည် အမှန်တော့ဘေရာဤအဘူပင်အကြောင်းကြများကြလင်း ်ယင်းဤမျက်နာသည်အမြဲတမ်းရွှေကြပန်းကဲ့သို့လန်းဆန်းနေသည်မဟုတ်လောဘေးသာသည်ကလေးငယ်ကဲ့သို့ယင်းဤရင်ခွင်တွင်ဝဲသူ့ခေါင်းကိုမြုပ်ထားလိုက်သည်ဘေးရတဲ့ယင်းဤရင်ခွင်သည်မိခင်ဤရင်ခွင်ကဲ့သို့နှွေးသည်အေးချမ်းသည်ယင်းကဘေးရာဤပြောင်ပူမွေးသပင်များကိုတတ်၍ပေးလိုက်သည်ဒေါ်တွင်ဝဲအေးအေးဤခေါ်တန်ကိုကြားလိုက်ရသည်ဘေးရာသည်ယင်းဤရင်ခွင်ထဲမှခေါင်းဖော်၍ကြည့်လိုက်သည် အေးအေးနဲ့အတူဝင်လာသောအမေကိုလည်းတွေ့ရသည်မျက်နှာမှာတစုံတစ်ခုဘူပန်နေဟန်ရှိသည်နင့်အဖေကနင့်ကို တွေ့ရင်လို့တဲ့ဗေဒာသည်အမေကိုမြည်သို့ပြန်ဖြေရမှမသိချေအဖေကသူ့ကိုဘာကြောင့်တွေ့ရင်မှန်းလဲမသိသွားတွေ့၍ကောင်းမကောင်းမှန်းလဲမသိတို့ကြောင့်လဲဘာမျှမပြေသေးပဲငံ့၍နေသည်ဟုတ်တယ်ဗေဒာငါ့ကိုယ်တော်မှားမှနေတာဦးလေးကိုနင်သွားတွေ့လိုက်ပါဟဲ့ သူအခုအရက်လည်းမတော့တော့ဘူး။နေကောင်းမှုလည်းမရပါဘူး။ဟေးအေးကဝင်၍တိုက်တွန်းနေပြန်သည်။သို့သောဘေရအနေနဲ့အခုချိန်မြို့တွင်သူ့အဖေကိုတွေ့လို့စိတ်မရှိ မျက်နာလည်းမပြရဲပြလည်းမပြခြင်း။ဟုတ်တယ်ဘေရ။နေအဖေမတော့တာတပတ်လောက်ရှိပြီ။နင်းနဲ့ဖြစ်ပြီးတဲ့နေ့ကလေးကမတော့တာ။အရက်ဖြစ်လိုက်ကလေးကသူလေကောင်းကောင်းမမာဘူး။အိယာထဲမှာလဲနေတာပဲ။ချောင်းကလည်းတော်တော်ဆိုးတယ်။အဆောင်လေးဘာမှမစားဘူး။ ညကတော့တော်တော်ကိုဖျားတယ်ဆီယမသွားခွင့်ရသေးတယ်ဘာမိုနီယာလားမသိပါဘူးဟင်နမိုနီယာလားညင်ကဝင်ထောက်လိုက်မှဒေါ်အေဒင်ဇာကကိုအစာဖော်၍ရတော့သည်အေးအေးဟုတ်တယ်နမိုနီယာဟုတ်ဆိုတာလားတိုက်ခွင့်လားအေးအေးဟုတ်တယ်အေးတော့ငါကပေါင်းဝင်ရင်မကောင်းဘူးတဲ့စိတ်ယုံနေမှုပြောတယ်ငါကစိတ်ယုံတော့မတင်ခြင်းဘူးတဘာဝဓမ္မကိုကြကျင်တယ် ဗေဒာကအိတ်ထဲမှကြက်တန်း၃ရွက်ထုတ်လိုက်ပြီလင်အမေလက်ထဲသို့အသာထိုးထည့်လိုက်သည်အမေကဗေဒာပေးသောငွေကိုအသာယူ၍ခါးကြတွင်ညှက်လိုက်သည်နင်ရောလိုက်ခဲ့ပါလားနင်ပေကနင်အိမ်မှာမနေတာစိတ်မကောင်းဘူးဟုတ်တယ်ဗေဒာလိုက်တော့ပါကွယ်ဝီလိုရင်မမငိမ့်စီကယူလီငိမ့်စေတနာကိုနားလဲတော်လဲဗေဒာကလက်မခံရနိုင်အောင်ရှိတော့သည်ကိစ္စမရှိပါဘူးကျွန်တော်နောက်မှလာမယ်မေး ခုနေတော့အဖေကိုမျက်နှာမပြကျင်သေးဘူးကဲလေမင်းမလာကျင်သေးရင်လည်းအခုတော့နေအောင်ပေါ့မပြန်တပတ်လောက်တော့အင်ကိုပြန်ပြီးပြောင်းခဲ့ကြည့်ပြီးသားတွေမင်းဖေကလည်းအမှတ်မထားပါဘူးသူ့ဟာသူလည်းအခုတော့အတ္တိယရပုံရပါတယ်မင်းကိုပဲတမီးတွေမင်းနေတာပါဟုတ်ပါတယ်ဟင်ကို့ဖေပဲဒါတော့တောင်နေကကောင်းမမကောင်းပါဘူးအေးကဘယ်နာကိုအပြစ်တင်လိုက်သည်ကို့အပြစ်ကိုသာသိသည် ကုနေကာမြို့တွင်အဖေနှင့်သာမဟုတ်မိသူနှင့်မြမတွေ့ခြင်းတယောက်တည်းအိယာရတွင်ခွေရင်းအဖေရှား၍မရသောပြဿနာကိုသာတွေ့ရနေခြင်းသည်ကိုအကြောင်းကိုနားမလည်သောသူများကသာဗေရကိုအပြစ်တင်ပေလိမ့်မည်ကောင်းမာတာမဟုတ်ပါဘူးမမအိယာအခုတော့ကျွန်တော်ဘယ်သူနဲ့မှမတွေ့ခြင်းဘူးတယောက်တည်းပဲနေခြင်းလေကဲပါလိမိဟာမင်းနေပါငကြံတပတ်တော်အိန္ဒိယပြည်ပြောင်းကြွယ်နော်တငါတမြင့်ဖေယောဂါကတော်တော်ကို စိတ်ထိခိုက်ထားပါတယ် ခုဆိုရင်တဏီကုံနေလို့စကားတလုံးမှမပြောဘူးသူ့သားသမီးတွေကိုအနားမှာအထိုင်ခိုင်းပြီးသူအရင်မတော့တော့ကြောင်းအလုပ်ကျူးစားတော့မယ့်အကြောင်းသူ့သားသမီးတွေလူတန်းစီနေနေအောင်ထမင်းကောင်းကောင်းစားနေအောင်အဝတ်အစားကောင်းကောင်းဝတ်နေအောင်သူအလုပ်ကျူးစားမယ့်အကြောင်းတွေပြောနေတာပါပဲငါတော်ဘေးကနှတ်တော်ရင်စိတ်မကောင်းဘူးမင်းနဲ့မတွေ့ကြတဲ့ကအမင်းဖေကတော်တော်စိတ်ကြီးကြိတ်သွားတယ်သူ့ဟာသူလေနောက်နောက်ရနေတယ်ပြောခဲ့ပါကွယ်နော်တာ အမေပြောသောဇကားများကြောင့်ဘေရာသည် အဖေအတွက်ပို၍ဂျင်နာမိသည်ခုလိုဆိုတော့လဲအဖေကိုပို၍တနာလာမိသည်ညင်ကိုရန်ကပင်ဥပါအေကိုကရုဏာမတက်ဖက်မရဏအောင်ရှိတော်သည်ဥပါရေဘေရာရင်အဖေစကင်းတောင်မင်းပြန်နေပါကွယ်ကျွန်တော်ပြန်လာပါမယ်အမေစိတ်ချပါဘေရာဤဂရိကိုရမအမေကစိတ်ချလက်ချထား၍ပြန်တော်သည်ဒေါ်အေးတင်နှင့်အလူညင်ကပါရော၍ထလိုက်သည်ကဲ ငောင်းလေးပြန်မယ်ကျမလည်းသူ့ကိုမမြင်လို့စာလေးလာမတင်တာနဲ့လာမိတာငင်းကသူလာရသည့်အကြောင်းကိုဒေါ်အေးတင်နဲ့အပြင်ထွက်ရင်းရှင်းပြလိုက်သည်ဘေဒါသည်ပြရင်ပေါတွင်ရပ်၍အိမ်ဘက်စီသို့လှမ်း၍ကြည့်လိုက်သည်အမေသည်အိမ်နားအဝင်တွင်ရပ်၍တစုံတစ်ယောက်ကိုစောင့်နေသည် အတန်ကြာမှ အမေရှိရာသို့ငင်းရောက်၍လာသည်ငင်းကအင်းကြီးကြမ်းမဆယ်ရံရွက်ကိုဒေါ်အေးတင်လက်သို့ပေးလိုက်သည်ဒေါ်အေးတင်က ငိမ့်ပေသောဆေရန်ကိုယူ၍အိမ်ထဲသို့ဝင်သွားသည်အရောကငိမ့်သွားရာစီသူသာငေး၍ကြည်နေမိသည်ဘေရာကိုငိမ့်ကမြင်မုံမရစေသို့သောငိမ့်ဤစေရနာကိုဘေရာကထင်ထင်ရှားရှားကြီးတွေ့နေလေသည်ဘေရာသည်ဥပါအေကိုမျက်တော်မကတ်ဆိုက်၍ကြည်နေမိသည်ဥပါအေသည်အိယာဘော်တွင် မလုံမရှက်ရှိနေတော့သည်မျက်နာကတိတိတသာကြီးကြား၍သွားတော့သည်ဘာကခွက်ဝင်၍ ပါယိုကြီးများချင်းချင်းကြီးပေါ်နေသည် လမောင်ကလေးများမှာ အသားပင်လုံးလုံးမရှိအယုဘအရေးတင်၍နေတော့သည် ဥပါဤသည်မျက်လုံးကိုမှေ့၍ထားတော်လဲအိပ်ပြဟံမရှိပင်မှန်းလွင်၍တတ်တာလိုနေခြင်းသာဖြစ်သည်ဒေါ်ဤရင်ကဥပါဤကရင်ပြည့်တွင်ဒူထောက်၍ထိုင်ရင်းခတ်တုတ်တုတ်ပြောလိုက်သည်ဥပါဤရှင်သားရောက်လာပြီလေညီမြပင်ချုပ်တီး၍ပြောတော်လဲဒေါ်ဤတင်ဤအတ္တမတုံရင်နေသည် အာလျှော်တန်လည်းပါသည်မေရာကဥပါအေးဘေးရင်ဒူတော်၍ထိုင်လိုက်သည်ဒီတော့မှလည်းဥပါအေးမိထားသောမျက်လုံးများကိုဖွင့်လိုက်သည်သူ့မျက်နာပေါ်တွင်ကြည့်နေသောဘေရာကိုမြင်ရမှဥပါအေးကအာဒလဟန်ရှိပြီး၆ခန်းသောအပြုံးဖြင့်အာရွေ၍ပြုံးလိုက်သည်တာတာတာအဖေကိုစိတ်နှလုံးမေးလိုက်ရင်တာဥပါအေးအမေကိုဘေရာကပြန်၍မပြေနိုင် ရင်ထဲတွင်ကြိတ်၍ငိုနေရသောကြောင့်ဖြေလက်လျင်ငိုတံပါသွားမည်ကိုဆိုမိသည်ထို့ကြောင့်လည်းယောမိသကလုံးများနှင့်တွေ့ကပ်၍ပါလာမည်ငိုတံအကွက်တံများကိုမြို့၍ခြိုက်လိုက်ရသည်ပြီးမှအဖေမိသည်ကိုပြန်၍ဖြေလိုက်သည်အဖေကိုကျွန်တော်စိတ်မနာပါဘူးအဖေခုနေ့ကကျွန်တော်မစင်မစားပြုံးမိတာတွေအတွက်အဖေကိုတောက်မှတ်ပါတယ်အဖေကျွန်တော်ကိုခွန့်လွတ်ပါနော်ကျွန်တော်ကိုအပြစ်မယူပါနဲ့ဥပါအေးသည်မချီပြုံးပြုံးလိုက်သည် မိမြပင်ကြိုးစား၍ပြုံးလိုက်တော်လဲသူ့အပြုံးမှာအကွဲနေသည်နှုတ်ခမ်းဆောင်ကပြုံးဟန်ရှိသော မျက်နှာတစ်ခုလုံးကထိုအပြုံးနောက်သို့လိုက်၍မလာကြစေမျက်နှာတစ်ခုလုံးတွင် ကြေကွဲခြင်း၊နာကြည့်ခြင်း၊အယိတ်ရောင်နှင့်ခွန့်လွှဲခြင်းနှစ်သိမ့်ခြင်းအယိတ်ရောင်နှစ်ခုကရောရွှေ၍ပေါ်နေသည်ဘင်ဂိုတက်ခံကပေါ်လာသည့်ကြေကွဲခြင်း၊နာကြည့်ခြင်း၊အယိတ်အယောင်ပေါ်တွင်ခွန့်လွှဲခြင်း၊အယိတ်အယောင်များမတိမသာလွှမ်း၍လာသည် ငါသားပြောတာတွေအလုံးမှန်လေမင်းတို့လူပြည့်ရှုံးတာအဖေ့ကြောင့်ပဲအဖေ့ကြောင့်မရကိုလှောက်အောင်မစင်နိုင်ခဲ့ဘူးဝါအောင်မကျွေးနိုင်ခဲ့ဘူးသားသမီးတွေကိုပညာကောင်းကောင်းမသင်နိုင်ခဲ့ဘူးကွာသူများသားသမီးတွေလို့တန်းလူမထားနိုင်ဘူးအရာရာချုံငယ်တဲ့မျက်နှာငယ်ရတဲ့ကွာလူအထင်သေးခံရတယ်အခုငါသိရင်ငါမရငါသားသမီးတွေအတွက်ဘာဝေးမှမပေးနိုင်ဘူး မင်းပြောသလိုငတ်တာရဲ့မွေးတာရဲ့လူပြည့်ရှုံးတာရဲ့ဒါတွေပဲအမွေပြိနိုင်ခင်မှာပဲကွာမင်းပြောတာအလုံးအမှန်နဲ့ကွာခုငါအသေးမဖြောင့်တော့ဘူးငါမရှိရင်မင်းတို့တွေပဲလူနေကြထိုင်ကြစားတော့ကြမယ်ဆိုတာမတွေ့ရတော့အောင်ပါပဲကွာငါတရားအဆုံးတော့ဒါတွေအလုံးငါအပြစ်ပဲငါတရားဥပါအေးရတန်လေး ်ပြောရင်နေဝင်သွားတော့သည်ဘင်္ဂိုတန်ကပင်အရက်တော်လင်း၍꽌နေသည့်အထက်အခုလိုအားထုတ်နေသည့်အချိန်တွင်အတန်လုံးလုံးပင်မပေါ်တော့ချေလေတံတက်တက်ကိုသာကြားရတော့သည်ဒေါ်အေဒင်ကဥပါအေပြောသောစကားများကိုနားထောင်ရင်းမျက်ရည်များစီးကြလာသည်စီးကြလာသောမျက်ရည်စာများကိုလက်ဖြင့်တုပ်လိုက်သည်ဒါရီပြောမနေပါလေကိုဘာအီးရေဘုရားကုသိုလ်ကံကဖန်လာတာပဲ ကန်စီမယားခရရဘယ်သူမှမတက်နိုင်ဘူးဒါဟာရှင်ပြည့်ကျမပြည့်ရေလို့ပုံချလို့မရပါဘူးကိုပါဦးဟဲ့တော်ဧဒင်ကဥပါအေကိုနှစ်သိမ့်စကားဖြင့်ဖြေ၍ပြောလိုက်တော်လဲဥပါအေကမူတရပြုံးကလေးပင်တစ်ချက်မြပြုံးလိုက်သည်ငါတိပါရေဧဒင်ရေကံဆိုတာလူကပြုတ်လောက်တာပါကံကျူပိဆိုတာကတော့မင်းတို့ငါတို့မှ မကောင်းခဲ့တာဟာဘာမှအပြစ်ပြောစရာမလိုဘူး လည်းငင်းခံစားနေရတာပဲဒါပေမဲ့ငါချူရင်းကျငါတာဝန်တွေကိုငါသားသမီးတွေကိုနားလည်အောင်မသိခင် ရှင်းပြရမှာငါမှဝတရားရှိတယ်ကြောင်မရောမောင်တို့ရောခေါ်စမ်းကွာကြောင်မကဂရင်ချေရင်တွင်တရှုံရှုံငုံရရာမှတော့ဣရင်ဘေတွင်အသာဝင်၍ထိုင်လိုက်သည်မောင်တို့ကဘေရအနာတွင်ထောက်၍ထိုင်လိုက်သည်ငါသားရောသမီးရောအဆုံရှိကြရနော် ငါသားတွေသမီးတွေကိုအဖေတခုရှင်းခဲ့မယ်။ဒါကုမရှင်းပြမသွားရရင်နောက်မင်းတို့တသက်ဒုက္ခရောက်သည်မျှဆင်းရဲသည်မျှလူစင်မမိသည်မျှတို့အဖေလူမကြီး အသုံးမကျလို့အခုလိုဖြစ်ရတယ်။တို့အဖေအလုကောင်းကောင်းမလုပ်လို့ပီတီနေလို့အယသမဖြစ်လို့တို့အခုလိုအောက်တန်းကြရတယ်။ဆင်းရဲရတယ်မွေးရတယ်ဆိုတာမင်းတို့အစွဲလန်းကြီးထားပြီး ငါ့ဘုံမှာနာကြီးမကိုငါကြောက်တယ်ကွာဒီအတွက်လည်းမင်းတို့အပြစ်မလို့စီခြင်းဘူးငါသူမြအဖေတွေနေတူငါမရဝအောင်စားစီခြင်းနဲ့လောက်အောင်ဝစ်စီခြင်းနဲ့ကွာငါသားငါသမီးတွေအရာရာပြည့်စုံစီခြင်းနဲ့အဖေဟာအရသမားကြီးပါပဲကွာလူမလူပဲလူတွေကြီးပါပဲဒါပေမဲ့သူမြအဖေများနေတူဒီစင်နာကိုတော့ရှိတာအမှန်ပါပဲဒါကိုတော့ ယုံကြသမီးတို့ယုံပါတယ်ဖေဖေရဲ့ဒါတွေမပြောပါနဲ့ကျွန်တော်လည်းယုံပါတယ်ဖေဖေအဖေကိုနည်းနည်းမှမပြင်းမပါဘူးကြောင်မကဝမ်ပန်တနေရှာ၍ပြောလိုက်သည်မောင်တို့ကလည်းငိုရှိုက်တန်ဖြင့်ပြောလိုက်သည်ဥပါအေးကဘေရမျက်နာကိုလှမ်း၍ကြည့်လိုက်သည်ဘေရာကတည်ငြိမ်သောတန်ဖြင့်သူ့အဖေလိုချင်သောအဖြေကိုခတ်တုတ်တုတ်ပေးလိုက်သည်အဖေကိုကျွန်တော်တို့ဒီလိုမထင်ပါဘူးအမေလည်းမထင်ဘူ ကျောင်းမလည်းမတင်ဘူးမောင်တို့လည်းမတင်ဘူးကျွန်တော်တို့အားလုံးအဖေကိုအထင်ကြီးတယ်ကြီးညိုတယ်ချစ်တယ်ဆိုတာအဖေယုံပါဗေဒာပြောသောဇကားသည်ဥပါအေးနားရတော့မဝင်နိုင်တော့ချေဥပါအေးကိုယ်တိုင်ကလည်းသူ့ကိုယ်သူမယုံနိုင်တော့ချေမယားသားသမီးများဤကြီးညိုလေးစားမှုကိုခံတတ်သူဟူ၍လည်းမထင်နိုင်တော့ချေအေးဟုတ်ခြင်းလည်းဟုတ်မယ်ဒါပေမဲ့ငါ့ကိုငါတော့မယုံတော့ဘူးကွာငါမင်းတို့ယုံကြည်မှုကြီးညိုမှု လေးစားမှုကိုမခံတတ်ပါဘူးကွာငါငါငါဟာမင်းတို့အပေါ်မှာတာဝန်တာဝန်တွေအများကြီးပြက်ခဲ့တယ်ဒါဒါပေမဲ့ငါစိရနာကတော့မပြေရွအမှန်ပါအစ်တဲ့နေအတိဆုံးပါကွာဟုတ်ပါရဲ့ကိုပါအေးကျုပ်တည်ပါရဲ့ရှင်သားတွေတွေးမနေပါစမ်းပါနဲ့ပြောမနေပါနဲ့ရှင်မောလာပြီတက်တော့အောင်နေစမ်းပါ ဒေါ်ဣတင်ကတောင်ပန်တိတိုင်အောင်ဥပါဧကသူပြောလိုသောစကားများကိုသာတလုံးချင်းဆက်၍ပြောနေတော့သည်ဒါဒါရီဒါရီပြောရပြောရမယ်ဣတင်တဒါမငါငါကျင်နေမှာပို့သွားမယ်ငါဘဝဇာကြောင့်ကဒီဘုံကချချချရမမဟုတ်လား မကြခင်ဇက်ကြီးလေးအောင်ခင်ရလိမ့်မယ်ငါငါဟာနုံလေးမှာယုံယုံရတဲ့နွားနွားလိုပဲယုံရင်အာယုံယုံရင်ယုံရင်နေနေရတာပဲမင်းတို့မင်းတို့မြင်ရတဲ့ငါဘဝက တဝက်တပိုင်းကနေစပြီးမြင်ရတော့အဲအထင်မှမဲ့ဆိုလဲမမပါပဲတနေ့ကအရက်အရက်တော့ပြီးအလုအလုမလုတဲ့အရက်သမားကြီးလို့ထင်ထင်မှာပဲဒါအဒါဒါကြောင့်အေအိမ်မှာကြက်တဲ့လာတယ်လို့ညညမှာပဲလေ အမှန်ကအရက်တော့လို့ဒီဝန်တို့ဝန်ဘိုးကြီးယုံအားကြီးကိုမရှိလို့စိတ်ကညစ်လာတယ်စိတ်ညစ်လေအရက်တော့လေပဲအအရက်တော့တော့အလုတ်အလုတ်လည်းပြက်တယ်အလုတ်အလုတ်ပြက်တော့အိမ်မှာပိုးပြီးကြက်ကြက်တဲ့တယ်အဲ့ဒီ ရကြတဲ့ဒုက္ခကြီးကိုမကြည့်ရမမြင်ရဘူးကွာဒီအဖြစ်ပြကြီးကိုမပြလိုက်ချင်တယ်ကွာအဲ့ဒီတော့ရက်ကိုပုံပြီးမူအောင်တောက်လိုက်မယ်တော့တုံးကတော့ကိုဘွားကိုမိပြီးစိတ်ချမ်းသာတယ်တကယ်လည်းအမှုပြတော့ဒီဒုက္ခကြီးကဆက်ပြီးရင်ဆိုင်ရတာဒီ ဒီတန်တရာထဲမှာနှိရတာပါပဲလေစိရနာနဲ့တန်ရောစင်ဟာဘယ်လောက်ပဲကြီးမားပေမဲ့လူကမတက်နိုင်တော့ကြိတ်ပြီးဆင်းရဲနေရတယ်ဣတင်ရဲ့ဒါကြောင့်အခုတော့ကုတာဝန်ကိုကိုရဲရဲကြီးရင်ဆိုင်မယ်ရုံမယ်ဆိုပြီးဆုံးဖြတ်တော့အချိန်ကနောက်နောက်ကျသွားပြီးဣတင်ဟာမယားသားသမီးတွေအတွက် တကယ်ယုံတော့မယ်ဆိုတော့ဖခင်တခင်ကငါ့ကိုလူပြီးမှမထားတော့ဘူးအစ်တင်ရေငါဘာမှမတိုင်တော့ဘူးငါဘာလို့ရမလဲငါလာပြောသူလိုပဲမင်းတို့ကိုငါဘာမှလုံးမပြီးနိုင်ခဲ့ဘူးဒါပေမဲ့ငါ့ကိုခွင့်လွှတ်ကြပါမင်းတို့ဒုက္ခတွေတိုင်းတွေ့တိုင်း ဒီအယက်သမားကြီးကြောင့်လို့အခုလို့ဖြစ်ရတယ်ဆိုတာတွေးပြီးနာကြီးမနေစီရင်ပဲငါကိုခုလိုက်ကြပါကွယ်ဥပါအေးဒီပြောရင်မောလာဟန်ရှိသည်ချောင်းကဆိုးလာသည်ဒေါ်အေးတင်ကဥပါအေးဤရင်ကို အသာဖီထားလိုက်သည်တော်လာတော့ကိုပါအေးရေရှင်ဒီလိုပြောတော့ကျုပ်ရင်နေမယ်မချမ်းသာလွန်းလို့ပါ ရှင်ကိုကျမတို့အားလုံး ထင်မနှဲ့ပါဘူးလေနားလေပါတဲ့ရှင်စိတ်အီးအီးထားစမ်းပါဒါရီတွေးမနေပါနဲ့ကိုပါဤဒေါ်အေးရင်ဒီပါပြင်ပေါ်တွင်စိတ်ကြနေသောညရေများကိုတုတ်လိုက်သည် ကြောင်မအီးငိုတံများသည်တဖြည်းဖြည်းကျေ၍လာသည်ဒေါ်အေးရင်က ကြောင်မကိုလက်တို့လိုက်သည်ဥပါအေးသည်အတံမြအမောဖြစ်နေရာမှမျက်လုံးကိုအာယူ၍ဖွင့်လိုက်သည် မင်းတို့အားလုံးကိုငါဘာအမွေမှမပေးနိုင်ပေမဲ့ငါသားကိုအမွေတစ်ခုပေးခဲ့မယ်ကြာလာပြီလားဟုတ်ကဲ့အဲ့ဒီအမွေနဲ့မင်းအမေညီညီမကလေးတို့ရဲ့တာဝန်ကိုမင်းတာဝန်ထမ်းပြီးတော့ကွာငါသားကလိမ်မာပါတယ်ငါရှိတော့မှတော့ထမ်းသေးတာပဲငါမရှိရင်ပုံပြီးတိတယ်လိမ့်မယ်ဆိုတာအဖေယုံပါတယ် တခုတော့ဝမ်းနေစရာမို့ငါသားရဲ့ရှိတင်ညာရေးအတွက်တော့နှစ်နာမှာပဲအိမ်မောကွယ်ကံမလာတဲ့သူတွေဆိုတော့ဒုက္ခနဲ့အမျက်ရင်ဆိုင်ကြရမှာပဲငါသားရဥပါရည်ဒီစကားဆက်၍မပြောနိုင်တော့ချေဗေဒာကသူ့အဖေဤခြေပြားကလေးများကိုအသာဆုပ်၍နေမိသည်ဥပါအေးခြေတော်များသည်တဖြည်းဖြည်းအေး၍လာသည်အပေါ်ဝမအမေထွေးနှင့်ဒေါ်အေးအေးတို့ဝင်လာကြသည် အမေထွေကဥပါအေးကို အကဲခတ်လာရင်ဒေါ်အေးတင်နားသို့ကပ်၍မေးလိုက်သည်ဘယ်နှနီလေဒေါ်အေးတင်သည်ပြန်၍မဖြေနိုင်တော့ချေရှိုက်တန်ကိုသာအပြင်သို့မထွက်ရန်မြို့၍ခြာနေရတော့သည်ဒီတော့လည်းအမေထွေကဆက်၍မမေးတော့ချေဥပါအေးသည်အမေထွေကိုအာကိုတကြီးလှမ်း၍ကြည့်လိုက်သည် သူ့မျက်လုံးအင်းတွင်မျက်ရည်ပြည့်၍နေသည်အမေထွေကျွန်တော်အပြစ်တွေကိုခွန်း ခွန်ခွန်လပါငါပဲလို့မမအောင်လေးပါဘူးဟေနင်သာရီတွေ့မနေပါနဲ့ဖခင်တရားကိုအယုံပြုရင်တက်တာအောင်နေစမ်းပါအမေထွေးတမိနဲ့အမျိုးတွေကိုကြည့်လိုက်ပါနော်ကျွန်တော်မရှိရင်သူတို့ဘယ်လိုနေမဲဆိုတာမစင်စားရဘူးဗျာဥပါအေးအေးစကားများမပြေတော့ချီအလုံးစိတ်ချပါဤနင်သာရီဘာမှတွေ့နေကြမလို့ဘူး ဖျားတရားနဲ့ကိုကျမ်းမာဖို့သာအယုံဆိုင်ဆန်းပါဟဲ့ဥပါရေးသည်မျက်လုံးကိုပြန်မေ့၍ထားသည်ဒီတော်လဲဒအိမ်လုံးတိတ်ဆိတ်နေတော့သည်အမေတွေကဥပါအေးဤခေါင်းရင်မနေ၍ကတ်တိုတိုဖျားစာတရားစာများရွေ့နေတော့သည်ဗေဒါကသူ့အဖေကိုမျက်တောင်မခတ်ဆိုက်၍ကြည့်နေရင်းစေတမလည်းအဖေချမ်းသာပါစေ၊ကျမ်းမာပါစေဆိုသောဆုတောင်းကိုအကြိမ်ကြိမ်ဆုတောင်း၍နေမိသည်။ညနေစောင်းသည်အထိဥပါအေးသည်မျက်စိပြန်၍မခွန့်တော့ချေ အမေကတမင်မင်းမချနိုင်တော့ဘီအလုံးဥပါအေးအနာကိုဝိုင်း၍ထိုင်နေကြသည်ကျောင်းမနှင့်မောင်တို့ကတချုံချုံငိုနေတော့သည်အေးအေးကကျောင်းမနှင့်မောင်တို့ကိုနောက်ဖေးသို့ခေါ်သွားပြီလျင် ချော့နေရတော့သည်ညနေမိုးချောခါနီးလောက်တွင်ဥပါအေးသည် မျက်လုံးကိုတစ်ချက်မျှဖွင့်လိုက်သည် သူ့ပါးစပ်ကနှစ်ချက်မျှလှုပ်လိုက်သည်လေတံကလေးပင် ကြားတော်လဲဘေဒါကသူ့ခေါ်နေကြောင်းနားလည်လိုက်သည်ဥပါအေးသည်ဘေဒါကိုကြည့်၍သူ့လက်တစ်ဖက်ကိုအာယူမြှောက်လိုက်သည် ဒေါ်တော်နဲ့မယိမယကြွယုံသာကြွသည်ဒီတော်လဲဘေဒါကသူ့အဖေလက်ကိုကန်၍မြောက်ပေးလိုက်သည်ဥပါအေးကလက်ကိုမြောက်၍တစုံတစ်ခုကိုဆွဲဟန်ပြုလိုက်သည်ဥပါအေးဆိုလိုသောအိဘကိုဘေဒါနားလေလိမ့်ပြီမိပြင်သောပစ္စည်းတစ်ဓာတ်ကိုအယူခန်းခြင်းသာဖြစ်သည်ဘေဒါကပစ္စည်းတစ်ဓာတ်ကိုယူ၍ပြသည်ဒီတော့မှလည်းဥပါအေးမျက်နာသည်ယုံယောင်ကလေးတန်ယုံမြတန်းလာသည်ဤမှလက်ညှိုးထိုး၍ဘေဒါကိုပြလိုက်သည် မင်းမင်းမင်းယူတော့ဒါငါငါအမွေပဲဟုတ်သောသောတဘောကိုဗေဒာနားလည်းမိသည်ဗေဒာသည်ပစ္စည်းတရာကလေးကိုရင်တွင်ကပ်၍လက်နှစ်ဖက်ဖြင့်ပိုက်ထသည်ဗေဒာကိုလက်ညှိုးထုတ်နေရမှ သူ့လက်သည်အောက်သို့ပြန်ကျသွားသည်ခေါင်းကလေးငတ်၍ကျသွားသည်ဒေါ်အေးတင်ကတအားရှိုက်၍ငိုလိုက်သည်အမေထွေကလည်းဒေါ်အေးတင်ကိုလက်ကပြည့်လျင် ကွမ်းစာကလေးတစ်ခုကိုယူ၍ဥပေဒါနှခေါင်းဝတွင်ကပ်၍ထားလိုက်သည်ဤကွမ်းစာကလေးသည်ဥပေဒါနှခေါင်းဝတွင်မလုံမရှားရှိတော့သည်ဝေဒါသည် ရုတ်တရက်မငုံနိုင်အာလုံဤရင်ဘတ်စီတီရှက်တံများကိုလည်းမကြရအိမ်မက်ယာမလန်နိုးစားသူကဲ့သို့ကြောင်၍နေကြသည် အတန်ကြာမှ သူရှိတော်များသည် ခွေပြော၍ကြာသွားသည်ဝေဒါသည် အဖေအမွေပေးသောတိတ္တာကလေးနှင့်မျက်နာကိုအက္ခါ ရှက်ကြီးတငငငငိုလီတော့သည်ဗေဒအတွက်တွေကတ်ခိုနာစရာကြောက်ဆောင်ကြီးသည်သင်္ခါရလိုင်းနေဘောဤရိုက်ပေါ်ချက်ကြောင့်ပြုတ်ွဲနင်းမြုပ်၍သွားလေပြီတကားဟုတ်ကဲ့ပါခင်ဗျာ။ဇာယိဆရာဇာအောင်လင်းဤ ဧရာနဲ့မောင်မမငိမ့်ဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်း9နှစ်ဖြင့်ဆက်လက်ဖတ်ပြလင်းဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေတူအဆုံးထိလိုက်ပါနာဆင်ခံစားပေးခဲ့တဲ့တွေလဲကျေးဇူးအများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း10မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းမြတ်ထင်ပါခင်ဗျာ